မှာအာဆီယံအစည်းအဝေးကျင်းပနေပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်အပါအဝင်အာဆီယံရဲ့ဆယ်နိုင်ငံလုံးရဲ့ထိပ်တန်းခေါင်းဆောင်တွေတိုက်ရောက်နေပါတယ်။ထူးခြားတာက လူယာမွေနဲ့မင်းအောင်လှိုင်မပါပါဘူး။ပထမတော့မင်းအောင်လှိုင်ကိုအာဆီဝံအစည်းအဝေးကဖိတ်ကြားတဲ့ရောင်ရောင်နဲ့တရင်ထွက်ပေါ်ခဲ့ပါသေးတယ်။ ီသတင်းကိုကျွန်တော်လေ့လာကြည့်ပြီးတော့စစ်တပ်ဘုံမာတွေကလည်း Telegram ကြော်မျိုးမင်းတို့ကြော်ဆိုးတို့ကလည်းဘုံချုပ်ကြီးမင်းအောင်လိုက်အာဆီယံအစည်းအဝေးတက်မယ်ဘာညာဆိုပြီးတော့ဂုံစာခဲ့ဂုံစာခဲ့ကြသည်ဒါပေမဲ့အရင်စစ်တော်အမြင့်ကကြီးဗျသူတော်ချင်းသတင်းလွှင့်တွေသာပေါင်းဖက်လို့ရမယ်လူတွေနဲ့ပေါင်းဖက်လို့မရတဲ့လူရုပ်မှမင်းအောင်လိုက်ကိုနောက်တည့်ရမှာပဲမလေးရှားဝန်ကြီးချုပ်က ာဆီယံအစည်းအဝေးကိုဝယ်ရမ်းပြေးမင်းအောင်လှိုင်ဟာတက်ခွင့်မပြုတ်ဘူးလို့ထုတ်ပြန်ပြောကြားလိုက်တဲ့အခါမင်းအောင်လှိုင်ခမရစောက်ရက်လေးကွဲပါတယ်စောက်ရက်ကွဲတာလားမကသေးဘူးဒီကနေ့အာဆီယံအစည်းအဝေးမှာညီမယေရှုနှုတ်ဝတ်တွေနဲ့ပတ်သက်ပြီးတော့ဖတ်စစ်တဲ့မင်းအောင်လှိုင်ရဲ့လှုပ်ရက်တွေဟာငါတို့အာဆီယံထဲမှာ မြန်မာဆိုတဲ့မင်းအွန်လိုင်းအာနာတင်လိုက်တဲ့နိုင်ငံဟာမြန်မာဥကောင်းလို့ဖြစ်နေတယ်ဆိုတဲ့အချက်မျိုးတွေတိဆွေးနွေးခဲ့ကြတယ်လို့ကျွန်တော်တို့သိရပါတယ်အခုချိန်မှာအရှိတောင်အာရှတခွင်မှာမြန်မာဟာပြည်တွင်းစစ်ကြီးဖြစ်နေတယ်ကြားဖြန့်ကိစ္စတွေတောင်းတောင်းအုံထပြဿနာတွေတက်နေကမ္ဘောဒီးယားမြန်မာထိုင်းတရုတ်အတွဲအဆက်ကြားဖြန့်နှိမ်နီးကိစ္စကြီးရလေကမ္ဘာတဝန်းကစိတ်ဝင်စားရှိနေကြတယ် ဒီအချိန်ဒီမှာဖက်စစ်တပ်ဟာနေ့စဉ်ဘုံကျဲလူတက်အကြမ်းဖက်မှုတွေဇက်လိုက်ကျူးလို့နေတယ်။ရွေးကောက်ပွဲ မတိုင်ခင်မှာ ပြင်းထန်တဲ့ဘုံကျဲမှုတွေနဲ့စစ်ရာဇဝမှုကိုနေ့စဉ်ကျူးလွန်နေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးအာဆီယံဟာရွေးကောက်ပွဲကိုပယ်ချလိုက်ပါတယ်။ရွေးကောက်ပွဲဟာတိုင်းပြည်ငြိမ်းချမ်းခြင်းနဲ့ပြည်တွင်းစစ်ရက်တန့်ရေးတိုက်ပွဲများရက်တန့်ရေးအတွက်လုံးဝအတောက်ခုမပြုတ်နိုင်တဲ့ရွေးကောက်ပွဲ ဖြစ်ပါလိမ့်မယ်။ရွေးကောက်ပွဲလုံတာထက်အပြစ်ခတ်ရစဲကြီးကိုလှုပ်ပါဆိုတဲ့စကားအာစီယံကပြောပေမဲ့လည်းမင်းအောင်လိုင်တယောက်နားမထောင်ခဲ့ပါဘူး။ဒီနားမထောင်ခြင်းရဲ့အကျိုးဆက်တွေဟာအာစီယံမှာတော့လူရမဝင်ပဲခွေးကတက်တောင်သွားခွင့်မရှိတဲ့ဘဝကိုရောက်နေပြီးတော့ဒီကနေ့ဆိုရင်စောချစ်သူနဲ့မင်းအောင်လိုင် အတွဲအဆက်ဟာ ကြားဖြန့်ကသူတို့လေပင်သူတို့ကြိုးခွင်းစွတ်ပါလိမ့်မယ်လို့မနေ့ကပွားရီပါတယ်မူရစီလောင်ကစားအရာအလုံးကိုစစ်တပ်ကစစ်ပိုလ်ချုပ်တွေအကုန်လုံးနေတာပါမယုံဘူးဆိုကုန်ဆွဲပြီးကျွန်တော်အကုန်ပြပါမယ်တပ်တွေအချက်လက်တွေရင်းမြစ်တွေတိုင်းပြည်တစ်ခုလုံးရဲ့စီးပွားရေးကိုကုန်သွေးဆုတ်ထားတဲ့စစ်တပ်ရဲ့တယုတ်တကံကိုတကဘာလုံးကိုကျွန်တော်ပြလို့ရရင် စည်ခံပြီးကျွန်တော်ပြပါမယ်မယုံဘူးဆိုရင်လာခဲ့ပါအဲ့တော့ဒီစစ်တပ်ကိုတော်လှန်နေခြင်းဟာကျွန်တော်တို့တရားပါတယ်ဒီစစ်တပ်ကိုတော်လှန်နေတာဟာကျွန်တော်တို့ရဲ့အခွင့်အရေးကိုကျွန်တော်တို့တိုက်ယူနေတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့နေ့စဉ်ပြည်သူလူထုရဲ့လုံခြုံမှုလွတ်လပ်မှုလူသားတယောက်လိုယက်တီရှင်သန်ခွင့်အတွက်ကျွန်တော်တို့တိုက်ပွဲဝင်နေတာဖြစ်ပါတယ်မြန်မြန်ဆော့ဆော့ကြီးကြီးကျယ်ကျယ်နိုင်ငံရေး အာနာတွေအုတ်ချုပ်သူတွေပါလေဝင်ကြီးချုပ်တွေတမရတွေဆိုတဲ့အတွေးမျိုးကျွန်တော်တို့ပြည်သူလူထုမှာလုံးဝမရှိပါဘူးပြည်သူလူထုရဲ့လူလားချက်ဟာတခုတည်းပါညီမတပီလုံးကအတိုင်းသားပြည်သူလူထုတရလုံးရဲ့လူလားချက်ဟာလွတ်လပ်လုံခြုံပြီးမျှတတဲ့ငြင်းချမ်းသောနိုင်ငံတော်တည်ဟာလားနိုင်ငံကြီးစကားတွေကွာခေစကားနဲ့ပြောမယ်ဆိုရင်အေးအေးချမ်းချမ်းလေးပညာသင်ကြားခြင်းနဲ့ လွတ်လပ်စွာပြောဆိုမယ်ရှင်သန်မယ်ကိုစည်းဝါးလေးကိုရှာမယ်အနာကတ်ကိုစိတ်ကူးရရှင်မယ်အိမ်မက်တွေမက်မယ်မျောလင်းချက်တွေအကောင့်တွေပေါ်မယ်ဆိုတဲ့အဲ့ဒါလေးရဖို့တိုက်ပွဲဝင်နေတာပါဗျာအခုကကျွန်တော်တို့တတိုင်းပြည်လုံးဟာစစ်တပ်ရဲ့ကျွန်တပေါက်ဘဝကိုရှောင်နေကြတာပါဒီအတွက်ကျွန်တော်တို့တိုက်ပွဲဝင်မှုတွေနဲ့ပတ်သက်ပြီးဒီကနေ့တနင်္သာရီတိုင်းလောင်းလုံးပါ မျိုးသမီးတွေကိုမရင်းကျင်တယ်။ဒီလူတွေကိုဖမ်းဆီးတပ်ဖြတ်တယ်။သူစော်တီခေါင်းဆောင်စိုးတန်းကြောက်နေမော်ကြေးရွာမှာအခြေဆိုင်အဲ့ဒီကြောက်နေမော်ကြေးရွာတွေကိုဖက်ဒရယ်ဒူဝင်ကျဲတပ်ဖွဲ့ကဝင်ရောက်စီးနင်းပြီးသူစော်တီခေါင်းဆောင်စိုးတန်းဝင်ဖမ်းပါတယ်။ဝင်ရောက်ဖမ်းဆီးပြီးတော့ဆက်လက်ပြစ်ဒဏ်ခတ်ဖို့နောက်ရက်တွေမှာတည်င်းထက်ကြားရဖြစ်ပါ ဲ့တော့ထို့အတူပဲဒီကနေ့ဘုံမူကျော်မင်းဆိုတဲ့ကောင်တကောင်အပအဝင်စခွေ20လောက်အရှင်ဖမ်းမိပါတယ်လို့ညဉ့်ညံခရိုင်တည်ရင်၄နဲ့တည်ရင်30တည်ရင်မှုတို့ကထုတ်ပြန်တဲ့သတင်းကိုကျွန်တော်ပြောပြချင်ပါတယ်တောင်တာမြို့နယ်ကဗျာတောင်တာမြို့နယ်မှာရုံးစီကြီးရွာဆိုတဲ့ရွာလေးတစ်ရွာရှိတယ် ဲ့ဒီရွာကအသက်16နှစ်ကနေ60ရွယ်မိန်းကလေးတွေအမျိုးသမီးတွေ60ဆိုရင်တက်ကြီးရွယ်ဦးထဲမှာပါပြီပေါ့ဗျာတက်ကြီးရွယ်ဦးတွေပါမကြံမျိုးသမီးခုနှစ်ဦးတိတိကိုစတေမာလာ10ရက်နေ့10ရက်နေ့ကနေ16ရက်နေ့အတွင်းမှာဖက်စစ်တပ်ကဖမ်းဆီးမရင်းချင်ခဲ့ပါတယ်နောက်တက်တရွာတန်ပိုးရွာတန်ပိုးရွာကအမျိုးသမီးကိုလည်း ရဲရဲဆက်ဆက်မရင်းချင်းတပ်ဖြတ်ခဲ့တယ်လို့ဘုံမူကြော်မင်းနဲ့အတူအဖမ်းခံထားရတဲ့စစ်သား20စစ်ခွေးအကောင်20ကဝန်ခံလိုက်ပါတယ်အဲ့တော့ဘုံမူကြော်မင်းဆိုတဲ့ကောင်မိန်းကလေးတွေကိုဖမ်းလာတယ်တခွဲတခွဲလုံးအုပ်စုဖွဲ့မရင်းချင်းနိုင်တယ်တချို့စစ်သားတွေဆိုမလုပ်ဘူးပေါ့ဗျာအရာရအောင်လုပ်လို့ပြောတယ် အဲ့ရွာတရွာမှာစရဲချမရင်းချင်းစစ်ကြောင်းပြန်ထွက်တော့မယ်ဆိုရင်အဲ့မင်းကလေးတွေကိုမရင်းချင်းနဲ့ပြီလေလီးပြီးတတ်ခိုင်းနေအသက်73နှစ်အရွယ်မျိုးသမီးလေးကိုပါမချင်းဖစစ်တာ အုပ်စုဖွဲ့မရင်းချင်းနေကြတယ်ဘဝကြော်မင်းဦးဆောင်ရတဲ့တက်ခွဲတက်အော်တိုဘားလာ9ရက်နေ့ကနေ10ရက်နေ့အတွင်းမလိုင်ရဲ့အင်ကြီး တောရွာအနီးမှာ ကလိုင်းတပ်ဖွဲ့တွေဖျက်တိုက်ခံခဲ့ရပါတယ်။ကျော်မင်းကတော့ချက်ချင်းလက်နက်ထိပ်ပြီးအစိမ့်တွေတေသွားခဲ့ပါတယ်။အစိမ့်တွေတေပြီးတော့အယောက်20အရှင်မိတေဆုံးသူလည်း20ကျော်လောက်ရှိတယ်လို့သိရပါတယ်။ထပ်ပြီးတော့ဗိုလ်မှူးကျော်မင်းတို့ရဲ့တက်ခွဲတက်ကာ ုပ်စုဘွယ်ဝိုင်းမရင်ချင်းလို့ကိုကိုကိုအစုံးစီရင်သွားရှာတယ်မင်းကလေးငယ်တွေလည်းရှိပါတယ်စရိဝါနာဆတ်9ရက်နေ့ကနေအော်တိုဘာ12ရက် အတွင်းပြ18ရက်တာအတွင်းမှာအင်အား200ကျော်ပါတဲ့စစ်ကြောင်းဟာမင်းကြံခရိုင်လေးကိုထိုးစစ်ဆင်လာခဲ့ပါတယ်ထိုးစစ်ဆင်လာတဲ့အတွက်တော်လိုင်းဤတက်တွေဘီရုကာကိုဤတက်မတော်ဤမြင်းကြံကြိုင်အမှတ်လေးအမှတ်30တက်ရင်းတွေက ဈာဖြတ်ပိတ်ဆို့ထိုက်ကြိုက်ဖြတ်တောက်တဲ့အတွက်ဘတ်စစ်တဲ့စစ်ကြောင်းကအယောင်၂၀တေးတဲ့အရှင်မိတဲ့လူတွေလည်းရှိတယ်လို့ပြင်းထန်တဲ့တိုက်ပွဲ၄ချိန်ဖြစ်ပြီးစစ်ဦးကျိုးကတက်လန်သွားခဲ့ပါတယ်။ဖန်စီရမိတဲ့အရှင်ဖမ်းမိတဲ့လူတွေအသေးရတဲ့သူတွေဖမ်းဆီးရမိတဲ့လက်နက်ခဲယမ်းတွေနဲ့ပုံမှုကြုံမဲ့အလောင်းကိုတော့အမှန်ဆိုရင်ခွေးစာကျွေးတင်ပါတယ် တို့တို့သူတို့ဘယ်လိုလုပ်လဲတော့ကျွန်တော်မသိဘူးဒီအခြေအနေတွေကအညာမာတရဇက်ဖြစ်နေပါတယ်ရွှေဘုံမှာလည်းဒီကနေ့စစ်ကြောင်းထိုးသူလေရင်နဲ့ဘုံကျဲပါတယ်စကိုင်းတိုင်းရင်းမှပင်ခရိုင်ထဲမှာဆိုတဲ့လဗရောင်းတော်ဂျင်းဒီစီမံဂိန်းနဲ့ပတ်သက်ပြီးတော့လဗရောင်းတော်ဂျင်းဒီစီမံဂိန်းဟာရွေးကောက်ပွဲလုပ်ဖို့ဆောင်ရွက်နေတယ်လဗရောင်းတော်ဂျင်းဒီစီမံဂိန်းထဲမှာမဲယုံတွေလုတ်ပြီးရွေးကောက်ပွဲကျင်းပမယ်ဆိုတဲ့သတင်းတွေကြောင့်ဒေါ်လာကြီးတက်တွေဟာ တိုက်ခိုက်ဖို့ကြိုးစားနေပါတယ်မနေ့ကလည်းလက်ဘရောင်းတော်ဂျေနီစီမံကိန်းကို short right တုံးဇန်ကားလုံးနဲ့ပြစ်သွင်းတိုက်ခိုက်ခဲ့ပြီးနောက်ထပ်အဆက်မပြတ်တိုက်ခိုက်ပြီးလက်ဘရောင်းတော်ဂျေနီစီမံကိန်းကိုအမှုတ်ကျိတ်ဖို့ရင်းမပင်ခင်ကတော်လေးတပေါင်း90နီးပါရှိနေတဲ့ရင်းမပင်ခရိုင်အလုံးဝိုင်းပြီးအညီညီညာညာတိုက်ပွဲဝင်ကြပါလို့တိုက်တွန်းပါရစေ။ဒါပြောင်းတော်ဂျင်းနီစီမံကိန်းချောက် ဒါဘရောင်းတော်ကျင်းဒီစီမံကိန်းတွေကလက်နက်တွေပြစ်ခတ်မှုကြောင့်လက်နက်ကြီးတွေပြစ်ခတ်မှုကြောင့်လက်ဘရောင်းတော်ကျင်းဒီစီမံကိန်းဘေးကပတ်ဝန်းကျင်ကရွာတွေဒီနေ့ဒီအချိန်ဆိုရင်စားစရာမဲ့တောက်စရာမဲ့နဲ့စီဘေးရှောက်ပြီးထွက်ပြေးနေကြပါတယ်ဆယ်ရောရွာဇီးရွာဇီးရောရွာဆယ်ရွာအစရှိတဲ့ရွာတွေပေါ့ဗျာနော်ဆိုတော့ကရှင်းမဝင်ခင်ရဲမှာတရင်ပေါင်း36ရင်းအခြားတပ်ဖွဲ့တွေနဲ့ဆိုရင် 50ပကဖပလပပပလက်ယုံတပ်ဖွဲ့အစရှိတာတွေနဲ့တရင်ပေါင်း50ကျော်လောက်ရှိမဲ့တရင်တွေဟာလက်ပောင်းတော်ကျင်းနီစီမံဂိန်းကိုမတိုက်နိုင်ဘူးလားလက်ပောင်းတော်ကျင်းနီစီမံဂိန်းဟာအညာစီရေးအတွက်အတိတ်ကကြတဲ့အဆုံးဖြတ်ပြီးမဲ့နေရာတစ်ခုဖြစ်ကိုဖြစ်လာလိမ့်မယ် ်ခမရတို့တယင်းတွေကနေသားသလိုနေပြီးတယင်းတက်ဖွဲ့တွေ MOD NUG အောက်ကတယင်းတက်ဖွဲ့တွေကနေသားသလိုနေပြီးတိုက်ချင်တဲ့လူတိုက်မတိုက်ချင်နေငါတို့တာရင်ပြီးရောလို့နေလိုက်ရင်မကြာခင်မှာလက်ဘရောင်းတော်ဝမ်ပေါင်းစီနီစီမံကိန်းကိုအခြေပြုပြီးစစ်ကြောင်းထိုးကရင်းမပင်တရခရိုင်လုံးရှင်လီချိန်မုံကြီးတွေလှုပ်ဖို့တရင်တွေထွက်ပေါ်နေသလိုလေချောင်းကပုံကျဲမှုတွေအဆက်မပြတ်လှုပ်လာပါလေ ဲ့တော့ရင်းမဝင်ခံနေမှာရှိတဲ့တော်လန်ကြီးတက်တွေကတိမ်မလားတက်မလားတိုက်မလားအတိုက်ခံမလားဆိုတော့ကိုရွေးချယ်ပါနောက်တစ်ချက်ကလဘတောင်းတောင်ဂျင်းဒီစီမံကိန်းကဖက်စစ်တက်နေတရုတ်ရဲ့အကျိုးစီးပွားဆိုင်ရာအသိဉာဏ်လုံးတစ်ခုဖြစ်တယ်ဆိုတာလေမမေ့ပါနဲ့တော်လန်ကြီးအတွက်အင်မတန်အရေးပါတဲ့ စီရေးပြစ်မှတ်လည်းဖြစ်တယ်လို့နိုင်ငံရေးပြစ်မှတ်လည်းဖြစ်တယ်စီးပွားရေးပြစ်မှတ်လည်းဖြစ်ပါတယ်ဒါကိုလက်လျှောက်ရင်တော့ကျွန်တော်တို့တော်လန်နေတာအတိတ်ပဲရှိလာလို့ကိုကိုကိုမေးကြည့်ဖို့တိုက်တွန်းပါရစေအားလုံး